ားလုံးမေလာပါကျတို့အခုတည်းဆက်ပေးတာကတော့ဒါတပိုင်းမှာပေါ့ဗျဒါပရင်ဒီပရင်ယူတွေအများကြီးရှိတယ်အခုကျတို့ပြောပြပေးမယ်ပရင်ယူတယောက်ပေါ့လူကဘလိုမျိုးထူးဆန်းနေယူရလဲဆိုတာကိုကျိုးလေးဒီဒီကျဆင်းပြပါဖြစ်ပါတယ်ဒါတော့အင်္ဂလန်ပြည်ရဲ့အင်္ဂလန်ပြည်ဆိုတာအတိပါရေကျွန်တော်အင်္ဂလန်ဆိုတာလည်းရှိကျွန်တော်ပြည်တင်လို့ခေါ်ရပါခွဲပါဗျပြည်တင်ရဲ့ကျတို့ပရင်တပါပေါ့ဟင်နရီအေးဟင်နရီရှေ့ဆိုတဲ့ရှေ့ချိန်မြောက်ဟင်နရီပေါ့ဗျာ အပင်ရဲ့ယူပုံယူနေလေးကိုကျွန်တော်တို့ဘယ်လိုယူရလဲဆိုတာလေးကိုဆက်ပြီးမှဖြစ်ပါတယ်။ဒါတွေကိုကျွန်တော်အစီအစဉ်မတက်ဆက်ခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြကြပါခင်ဗျာ။အခုကျွန်တော်တို့ heavy ရှေ့ကြောင်းလေးကိုကျွန်တော်တို့ဆက်လက်ကြရအောင်။ heavy ရှေ့ကတော့သူကဟောပေါ်အင်္ဂလန်ရဲ့ပြင်နေပါပါပဲ။သူလူကိုတော့ဒါ same ထိနေတဲ့ကောင်ဆိုပြီးတော့ same ထိနေတဲ့လူစိုးလူသူကိုဒါတပုတ်ကြတယ်။သူက D1 တစ်ခုရဲ့ခေါင်းဆောင်တယောက် ဖြစ်ပြီးတော့ဟာသူကလိပ်ဆံတွေကိုချစ်တဲ့လူတယောက်လည်းဖြစ်တယ်သူကဘယ်လိုမျိုးစိတ်တွေယူလဲဆိုတော့သူ့ရဲ့ဇနီးရယ်တွေကိုတော့တတိယချိုးတော်မနေသူကခေါင်းဖြတ်တက်တဲ့ထိသူ့ရဲ့စိတ်ကမမှန်ဘူးအဲ့လောက်ကြီးသူကကျိုးတွေသူ့ရဲ့စိတ်ကမနှံ့တာဗျာသူ့မှာကအမှုရမ်းနေအများကြီးရှိပေမဲ့ဒီ cross court test လို့ခေါ်တဲ့အမှုရမ်းကအဲ့အမှုရမ်းကပါလဲဆိုတော့အိမ်နာတက်တဲ့အမှုရမ်းနဲ့ကျွန်တော်အဝေစားလေးတဲ့ ယာတို့ပေါ့ဗျအင်နာတက်အဝယ်စားတဲ့ယာတို့သူအင်နာတက်မယ်ဆိုရင်ဟီရီရှစ်အင်နာတက်မယ်ဆိုရင်သူကိုလိုက်ပြီးတော့အင်နာတက်တက်ချီတာမန်ယူရတဲ့ယာတို့ပေါ့ဗျာနောက်ပြီးတော့ဝယ်စားလေးတဲ့ယာတို့ဒီယာတို့ကိုယူထားတဲ့လူက၄ယောက်ပဲရှိတာဒီကျွန်တော်တို့ cross all the two ဆိုတဲ့ယာတို့အဲ့ဒီယာတို့ဒါပေမဲ့ခင်ဗျားတို့အမြင်ကတော့ဒီဟောပေါ့အင်နာတက်ယာတို့တို့ဝယ်စားလေးတဲ့ယာတို့ဆိုတာကပြင်သေးကောင်း တေးနိုင်မယ်ဗျဒါပေမဲ့ဒီယာတူကအဲ့ဟင်နရီကျွန်တော်ဟင်နရီ shit ဆက်တော့ဆိုရင်တော့ဒီယာတူ၄ယောက်ဒီယာတူယာခံရထိုင်လူ၄ယောက်ကသူကပတ်စံသူ့တီဂေါမန့်နဲ့ထုတ်နိုင်တော့ဒါဟင်နရီရဲ့လက်မှတ်နဲ့တူဒါငွေကြီးတွေကိုလည်းသူကတုံးဆွဲနိုင်တယ်ဟမ်စဉ်းမမဆိုရင်တော့အဲ့ချိန်မှာတကယ်ကိုကျွန်တော်တို့အခွင့်ထူးကလူလန်းစားပေါ့တွေ့ရတူကတော့အိနာတက်တက်ခါကျွန်တော်တို့ကုစုရမယ့်ယာတူနဲ့ ကိုယ်စားတဲ့အခါကုစီရမယ်ယာလူဒီယာလူကလည်းကျွန်တော်လေ့အောင်တော့ခဲတာဝန်ထမ်းဆောင်ရတာသူကဟင်ဒီကကျွန်တော်တွေငယ်စဉ်ခေါင်းကတော့သူကကြံ့ခိုင်တန်ဆွမ်းပေမဲ့သူအသက်40လောက်မှဆိုရင်သူရဲ့ပေါင်ချိန်က200တော့မနဲ့ကျော်သွားတယ်။သူကမြင်းနေပါရဲ့မက်ဆီယာရဲ့ဝါနာပေါ့ကြတော့သူမြင်းစည်းတဲ့ခါမြင်းမော်တက်ဖို့သူကရိန်းနဲ့တော့မနဲ့ကျွန်တော်ဒါဟင်ဒီကိုတဲပြီးတော့တင်ရတယ်ဗျစဉ်းစားကြည့်ဗျ သူ့ရဲ့ပေါင်ကျဲ200ကြီးသူ့ချက်ပေါ့သူ့ရဲ့ပေါင်ကျဲ200ကြီးကိုမြင်းလေးកောင်လေးတော့လုံးနိုင်မှာလေဗျာမြင်းလေးកောင်တော့မှာပဲဟင်ဒီကိုကျော်လေးတင်နိုင်ပါဗျာဒါပြီးဟင်ဒီမှာကျွန်တော်တို့တည့်ရဝင်ဒါမရှိပါဟိုအခုလုံးကအခုဆိုကဘယင်းနေမှာဆိုရင်ကျွန်တော်တို့ဒီမလားဒီအင်ရှစ်ဆိုင်မင်နာတွေထားဖို့ရဘယ်ဦးနဲ့ပဲမေရောနဲ့ရတဲ့ပဲမီးမီးခေါင်းကြီးနဲ့ရတဲ့ဖင်ဆိုပြီးတော့တည့်ရဝင်တောက်ရရှိရဗျာဒါပေမဲ့ဟင်ဒီမှာတော့ သူ့ရဲ့တည်ရင်တော့ဒါမှမရှိဘူးတတဘုံမရကြီးရာနေပြန်ဒါရရှိတော့ကြတော့သူကလက်ရှိမှာတတဘုံမရကရထားတဲ့ဟင်နရီသူတို့ရဲ့ Prince Story ဆိုတဲ့တောက်တပါကိုသူတို့ဒါနန်းလျာတဲ့အရှိဆံမင်းသားပေါ့ဗျာအရှိဆံမင်းသားတဲ့ရထားတယ်အဲ့ဒီတရှိဆံမင်းသား Prince Story ကိုလည်းဒါပုံရံမင်းကြီးရဲ့အခက်ကတော့ပုံရံမင်းကြီးရဲ့ညီမတယောက်ရဲ့လက်ထပ်ဖို့ပြည့်စက်ထားတယ်ကတ်တာကအဲ့ဒီဟင်နရီ ဖက်ဆိုဒီကလည်းဒါအရှင်းဆိုင်မင်းနားကလည်းအသက်16ရွယ်မှာရှော်သွားကြတော့ပုံရမ်းမြည်တဲ့သူညီမနဲ့ပေးစားလို့မရတော့ဒါတော့ကျွန်တော်တို့ဒါဟင်ဒီရဲ့အသားပါပို့ပြီးကန်ဆိုးတာပေါ့ဗျာသူရဲ့ဟင်ဒီရဲ့ကျွန်တော်တို့ဒီအချမ်းဖက်ဇေယောကာကသူ့ရဲ့မျိုးရိုးပီဇာနဲ့အဆိုင်လို့ပြောနေပြာသူ့ရဲ့ဘိုးဘွားပီပီနီကြီးကလေးကဒါဟင်ဒီကဟိုဟိုသူ့ရဲ့ဘိုးဘွားပီပီနီလက်ဆက်ကလေးကဒီမျိုးစိတ်ယောဂါကရှိရဆိုတော့ သူ့ကိုတော့အဲ့ဒီခါတော့အပြင်းပတင်ရအာတကောင်နေနေမှာပေါ့ဗျာအမေကသူကမင်းနဲ့အရန်ချစ်တယ်မင်းချစ်တော့ကြတော့သူကဒါအီတလီမှာ dress ဆိုတဲ့ dresses ဆိုတဲ့ပြိုင်ပွဲကိုအင်္ဂလန်ကိုလာပြီးတော့ဒါမင်းမြိုင်ပွဲကိုသူမေးဆက်ခဲ့တဲ့ပြင်တယ်ပါပဲမင်းတွေကသူကမောင်မုံနေကြွေးတယ်ဗျာအဲမင်းတွေကျွန်တော်ပုံမှန်ဆိုရင်မင်းတွေကိုကျွန်တော်မျက်တွေပါကြည့်မယ်သူကတော့သူ့ရဲ့မင်းတွေကိုပေါမုံနေကြွေးတယ် မင်းကြီးဝတ်ဖို့ပြဲပိုတာအင်ကြီးနဲ့သူက AC မင်းကြီးကိုထားတယ်ဒါအဲ့လောက်ထိပြမင်းချစ်တာဒါစစ်နောက်ပြီးတော့ဟင်ဒီကချစ်တာကမင်းနဲ့မကောင်အခွေးလည်းအရန်ချစ်တာပြီခွေးလေးကိုချစ်တယ်ခွေးလေးလိုပဲသူတို့တွေပေါမုန်းနေကျွေးတယ်အဲခွေးတွေတွေအင်ကြီးပါလေးချပေါင်းဖွေးပေးထားတယ်သူစန်းနာကသူအဲ့ခါကစစ်သွင်းပါဗျာပထမကဘာစစ်နောက်ကြည့်အဲ့စစ်သွင်းပါလို့သူကစစ်တိုက်ဖို့အတွက်အခွေးတက်လို့ခွေးတက်တဲ့ဆက်လို့အောင်နေသူကစစ်သွင်းကိုသူက ပို့ဆောင်တယ်ဆိုတော့အဲသူရဲ့ခွေးလေးကိုယုံယူမှုကလည်းတော်လေးကို over complete နေမှာပြသူကနောက်ပြီးတော့ဟေဒီကဂီတပညာရှင်ဖြစ်တယ်ဂီတကိုလည်းဝါနာပါတော့ကျတော့သူကသူသူရဲ့ဒုတိယသူ့မှာဆိုရင်ဒုတိယက154လေးမျိုးတောင်ရှိတယ်ဒါ green disease ဆိုတဲ့တခြင်းကိုတူရတယ်တူရတယ်ဆိုပြီးတော့ပြောကြရင်ပဲအခုထိအဲ့တခြင်းကိုဟေဒီရဲ့ဒီကတော့ဘယ်လိုမျိုးထောက်ထားမှာတော့ပြည့်ရတယ်ဘူး ။နောက်ပြီးကျွန်တော်တို့တွေဒါ MAJ STRY Majesty ဆိုတဲ့လက်တင်ဖာစကားကိုသူကဒါအင်္ဂလန်မှာ you are majesty ဆိုပြီးတော့သူကပြောထားတယ်။အဲ့ဒီစကားရဲ့တိကဘာလဲဆိုတော့သူကဘော်ဒိုဘိုကြီးမြတ်တယ်။နောက်ပြီးတော့အဲတကယ်ကိုသူရေကောင်းကြီးဆိုပြီးတော့သူကအဲ့ဒီစကားကိုသူက majestic ဆိုပြီးတော့ပြောထားတယ်။ဒါပေမဲ့လက်ရှိစကားကတော့အဲ့အင်္ဂလန်ကြီးမှာဆိုရင်တော့သူကာရမားကြီးပြောရစကားဖြစ်သွားပြီဖြစ်ကြတာ။ဒါတော့ကျွန်တော်တို့ခုဟင်းဒီရှစ်ရဲ့ အကြောင်းကိုလည်းဆက်ပြတာပါလေအင်္ဂလန်ပရင်တပါဟေးရှေ့အကြောင်းပါကဘာမှာပရင်ယူတွေကအများကြီးရှိတယ်ဗျာခုပရင်ယူကတော့ဒါအင်္ဂလန်ပြည်ရဲ့ပရင်ယူလေးရောက်ကိုသက်ဆက်ပြဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်